မင်္ဂလာပါခင်ဗျာဆရာရည်သူဆရာကြီးပညာဝန်ဥဖို့ကြားရေးတော်မောင်ပါစီလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြပါအောင်ခင်ဗျာမောင်ပါစီကျွန်ုပ်ဒီအမျိုးသားပညာရေးအဖွဲ့ချုပ်၌အမှုထမ်းနေရာလွန်ခဲ့သောကိုနှစ်ခန့်ကပဋိမ်မျိုးအမျိုးသားအကြောင်းတို့ခိတ္တအကြောင်းအုပ်အဖြစ်ဖြင့်ဆောင်ရွက်ရန်အဖွဲ့ချုပ်ကဆေလွှတ်လိုက်သည့်အတိုင်းတွားရောက်ဆောင်ရွက်ရ၏ ထိုအခါမှတ်သားရှင်းမိုးဘွယ်ကောင်းသောចောင်းသားတယောက်ကိုတွေ့ကြုံခဲ့ရ၏ထိုသူငယ်ကမောင်ပါစီဆိုသူဖြစ်သည်ပတိန်တက်လိုင်းချောင်းရဲ့ရှိဦးလားတို့များတို့မှာအတန်ကြွယ်ဝသောဂုံတဲများဖြစ်ကြ၏၎င်းတို့သားမောင်ပါစီသည် အမျိုးသားចောင်း၌ခုနှစ်ဆင့်အောင်လေသည်အောင်သည့်နှစ်၌ပင်ဖခင်ဦးလားဆုံးလေ၍၎င်းကြာရှည်စွာအလုတ်ပြငွေကုန်သည့်အပြင် လူလိန်လူကောက်ခံရပြီလကောင်။ဒေါ်မြနဲ့မောင်ပါစီတို့တားအမိမှာအလွန်ဆင်းရဲစွာကြံ့ရင်ခဲ့လေ၏။အမိမှာဖြစ်တတ်သမျှမျက်နှာငငယ်နှင့်ဈေးရောက်ရ၏။တားမိနေရောက်စားဖို့အပြင်အပိုမရရှိ။မောင်ပါစီကတာမာထွားကြိုင်တတိနှစ်ပြည့်စုံသူဖြစ်၍မိမိစရိတ်နှင့်မိမိကြောင်းဆက်နေရန်ကြည်၍ကြံစီနေလေ၏။နှွေချောင်းပိတ်၍ကြောင်းပွင့်ကန်ဤတွင်ဆရာကြီးထံသွားရောက်၍အဖြစ်အပျက်ကိုပြောပြပေးလျင် ကျောင်းကျရဲ့ရရန်အလောက်တောင်းလေ၏မောင်ဘစီ၏ဉာဏ်ပညာဝရိယကိုတည်ပြီးသောဆရာကြီးကလာကလို့နေတော်ဟုဆို၏လာကလို့နေရင်ကျွန်တော်အဆွမ်းမရှိရာရောက်တော့မယ်ကျောင်းဝင်ကိုလည်းထိမှာပေါ့ဒါဖြင့်ငါကမင်းအတွက်ကျောင်းစီထုတ်ပေးမယ်ကျေးဇူးတင်ပါရဲ့ခမညာလို့ပေမဲ့ကိုယ်အလုံးနဲ့ကိုနေခြင်းပါတယ်အလောက်တာမဆားပါခမညာမင်းဘာလုပ်နိုင်မလဲ အခုเจ้ามาတပြက်စီလဲတဲ့အလုံးနဲ့တောက်ရခတ်တဲ့အလုံးကိုကျွန်တော်ကိုပေးပါတလား၈ချက်လောက်ရနိုင်တယ်လို့သိရပါတယ်ကောင်းပြီစမ်းကြည့်အောင်တော့ဒီတော့အလုံးရခတ်တဲ့ဖြင့်เจ้าဆက်နေမိအเจ้าကိုအမိအားပြောပြရာအမိမှာယင်ထုမနာဖြစ်၍ဘာသာမင်းအလုံးလုတ်ပြီးကြောင်းနေမယ်ဆိုတာကို အမေမကြည့်နိုင်ဘူးအမေကူလီလုတ်ပြီးငွေရှာမယ်ပြီးတော့လဲ မင်းကြောင်းမှာဂုံငယ်နေမှာပေါ့အမေကျွန်တော်ပြောပြမယ်လူဟာယောက်ျားဟာအလုပ်လုပ်ရမယ်အလုပ်လုပ်တာမကြည့်နိုင်ဘူးဆိုတာအမေကျွန်တော်ကိုရှစ်ပုံလွဲနေတယ်ဂုံငယ်တယ်ဆိုတာမှလည်းအပြစ်ကင်းတဲ့အလုပ်မှန်ရင်ဂုံရှိတာကြီးပဲအမှန်မှာမိဘចောင်းကြကိုခံပြီးចောင်းနေတဲ့လူတွေမှာချက်စရာကောင်းတာဗျကိုကြီးအိမ်နဲ့ကိုနေနိုင်မှာဂုံရှိတာ အမေရဲ့ အမိမာတားရည်စကားကို မရှင်းနိုင်တော့ချေမင်းလည်းမင်းအဖေလိုပဲအင်မတန်စိတ်ကြီးတယ်မင်းကိုတော့ငါနိုင်အောင်မပြောနိုင်ဘူးတို့ပေမဲ့အမေတော့မကြည့်ရတာအမှန်ပဲကွယ်ဟုမျက်ရည်ဆန်းဆန်းနဲ့ပြောလေ၏ကြောင်ဖွဲ့လျင်မောင်မစီသည်ရှေ့အဆင့်တွင်နေရ၏နနက်၅နာရီထား၍အိမ်တွင်တောက်ရည်သုံးရည်ခတ်၏နှစ်ယောက်သာဆန်ပြုတ်၏စရိတ်ကုန်သည်ဖြင့်လက်ဖက်ရည် ကော်ဖီအစားရှိသည်တို့မတောက်ကြပေ။ပြီးလည်းရင်မနီမဝေးတွင် ရှိသောကျောင်းသို့သွား၍တပြက်စီလဲခြင်း၊ရေခါချင်းတို့ကိုပြုလုပ်ပြီးလည်းရင်ပြန်လာဆံပြုတ်တော့အရှင်ရသည်များစာကြက်၍ကျောင်းတက်၏။ညနေကျောင်းဆင်းလျင်မိန်ကလေးတပွဲအရင်လှုပ်လှုပ်၍အမိအလောက်ကိုပင်ကူညီပေးသည်။ဒေါ်များကဂျင်းတုပ်လက်ဖက်လက်တုပ်တို့ကိုဈေးထွက်၍ရောင်းရ၏။ ဤကမောင်ဖားစီတို့တာမိဤနေ့စဉ်အလုပ်သည်မောင်ဖားစီသည်မိမိအလုံးမှတလချစ်ချက်ရရာကျောင်းလာကစအုပ်ခဲတံတို့အတွက်လုံလောက်စွာသုံးဆွဲရလေ၏ချစ်စဉ်တွင်တပည့်20မြာရှိရာမိန်းကလေး3ယောက်ပါ၏မဲတင်မြာတင်တင့်စိန်တို့ဖြစ်၏တင့်စိန်ကမောင်ဖားစီနှင့် တလန်းနေ၍ခုနှစ်အိမ်ရှစ်အိမ်လောက်တော့ရှား၏တင့်စိန်၏မိဘများမှာ လွှတ်ထောင်ကုံတယ်ကြီးဖြစ်၍အတံပင်ကျွယ်ဝပြည့်စုံကြ၏တင်းစိန်တို့အိမ်မှာကြောင်းနေနီး၍မောင်ဝစီသည်ကြောင်းတို့နေစဉ်သွား၍အလုလုရသည်ကိုမြင်ရသိရသဖြင့်တနာလဲတနာ၏ရှင်မွန်လဲရှင်မွန်မိ၏တို့ရတွင် နီးဆက်ခြင်းမရှိသဖြင့်ခတ်တန်းတမ်းပင်နေကြ၏မောင်ဝစီမှာကိုအစွမ်းစားနှင့်ကိုနေသူဖြစ်၍အတန်းထဲ၌ပထမကြီးရသည်မှာအံ့ဩဖွယ်တော်မဟုတ်ကြီးဆရာများကလည်းရှိ၏ ို့ရတွင် အချို့အကြောင်းသားတို့ကအနုံစားထင်သည့်အပြင် မနာလိုလဲရှိကြ၏တနေ့၌မဲတင်မြာသိန်းတင်းစိန်တို့သည်အခန်းတစ်ခု၌မုံစားနေစဉ်မဲတင်ကဟေးဘာစီကတဲထောင်းနေပါကလားလူကားဖြင့်မုံဆိုးမှသာတပြက်စီလဲရေခတ်ပြီးကြောက်နေရတယ်အနုံစားဤတင်းစိန်က ကြီးကယောက်ျားပြပြကိုအစွမ်းစားနဲ့ကိုနေတာကိုလူနှုံထင်းသလားဒါကမှအဖိုးတန်တာဣဟုရိုးရိုးအတိုင်းပြောလိုက်လေသည်ဟာဟာကြီးနဲ့ဖြစ်နေမှာခုမှသိတယ်ဟုမဲတင်းကမအူးမချွတ်ပြောလိုက်လေဣတင့်စိန်ကဟဲ့မဲတင်းငါ့ကိုအရင်မဆွဆွဲနဲ့ကြီးတို့လိုချက်တင်းမှတ်လို့လားငါကကြီးမတရားပြောတာကိုမခံချင်လို့ပြောတာသိရလားဟုမျက်နှာထားနဲ့ပြောလေဣ ထိုအခါမြသိန်းကဝင်ပြန်ပြီးထလာပြန်လေ၏တခါလေစာဖတ်ခန်းတွင်ယောက်ျားကလေးမိန်းကလေးများတည်င်းစာဖတ်သူကဖတ်စာကြည့်သူက ကြည့်နေကြရာမောင်မစီတင်းစိန်တို့လည်းပါ၏မောင်မစီတည်င်းစာဖတ်ပြီးထားသွားသောအခါကိုးစင်ဖိုးတင်ကမိမိအနေရှိတငယ်ချင်းတို့အားဟေးဟိုမှာပါကျူးဝါလာထတ်သွားပြီဟုတယောတော်တော်ပြောလိုက်လေ၏ မခန္ဓာသောစိတ်နှင့်တတိမငယ်သောတင့်စိန်ကဘယ်နဲ့လဲကိုဖို့တင်ယောက်ျားပြီပြီကိုအစွမ်းနဲ့ကိုနေတဲ့သူကိုရှင်တို့ကတယောသလားနှုံနေထင်းသလားမိဘကြောင်းကြခံပြီးဘော်ကျောနေတဲ့သူတွေကမှနှုံတာရှက်ဖို့ကောင်းတာရှင်ဟုမျက်နှာခတ်တီတီနဲ့ပြောလိုက်ရာဖိုးတင်တို့လူစုမှာတင့်စိန်ဤတတိကိုတည်၍ပြန်မပြောဖို့ပဲဆက်ဖြဲဖြဲကြောင်တောင်တောင်ဖြစ်နေကြလေဤဤတို့ တင်းစိန်ဒီမောင်ဘစီဘက်ကကြီးခုခံပြောဆိုနေသည်ကို မောင်ဘစီမသိချေတနေ့တနိုင်မောင်ဘစီနှင့်တင်းစိန်တို့ကြောင်းသွားခြင်းဆုံးနေရာ ရုတ်တရက်မိုးကြီးရွာချလေ၏တင်းစိန်မှာထိမှတ်ပါချေမောင်ဘစီမှာကအိမ်တော်ရာထိစုပ်ကလေးတခုတော့ပါ၏မိုးရွာလျင်ရွာခြင်းမောင်ဘစီသည်ထိကိုကပြားကြရာဖွင့်၍မတ်တင်းစိန်ရော့ရော့ဒီထိကိုစောင်းသွားဟုပြောပြောဆိုဆိုလက်ထဲအတင်းထိုးထက်ခဲ့၍ မိမိကအကြောင်းသို့ပြေးလေ၏တင့်စိန်မှာဘာမှမပြောနိုင်မလုပ်နိုင်ပဲထီးကိုစောင်းရည်သွားရလေ၏အခန်းထဲသို့ရောက်လျင်ထီးကိုပြန်ပေးခတ်၍တော်ရ၌ထောင်ထားလိုက်ပြီးနောက်မောင်မစီဘက်သို့စောင်းကြည့်လိုက်ရာမောင်မစီဤအင်းကြီးပဆိုးတို့မှာအတံမင်းရေဆိုးနေသည်ကိုမြင်ရသောအခါတင့်စိန်၌များစွာစိတ်မကောင်းဖြစ်ရ၏ကျောင်းဆင်းသောအခါမှမိမိမောင်ကလေးကိုထီးပို့ခိုင်းလိုက်၏ နောက်တနေ့ကြောင်းတက်ချိန်၌ဒေါ်မြပေါက်လာ၍မောင်ဘစီမိုးမိအေးမိပြီးဖျားနေတဲ့ဖြင့်ကြောင်းမတက်နိုင်ကြောင်းလာရောက်၍ဆရာအားတိုင်ဒီကိုတင့်စိန်ကြရသောအခါလွန်စွာဝမ်းနေရှာ၏မိမိရဲ့အတွက်ဖြစ်ရလေသည်ဟုယူကြုံမရဖြစ်၏ထိုနေ့တင့်စိန်စားကောင်းကောင်းမရချေညနေကြလျရင်ဘွင်ဘွင်ပြောတတ်သော တင့်စိန်သည်မိခင်အားအလုံးစုံကိုပြောပြ၍မောင်ဘစီဖျားဒီကိုတွားရောက်ကြည့်ရှုလိုကြောင်းခွင့်တောင်းလေ၏ မီးတဘောတတိကိုတီပြီးဖြစ်တော့အမိကအေးအေးသွားပေါ့ညီအတော်နဲ့သွားဟုခွင်ပေးလိုက်မှောင်သားအချိန်တွင်ရောက်သွားရာတော်များသည်လူကုန်တန်းအိမ်က တင့်စိန်မှန်းတိလျင်အံ့ဩဝမ်းမြောက်စွာဖြင့်ပြပြတလဲလဲဖျားခင်းပေးလေ၏ရေနံစီမိခွက်တတိုင်းဖြင့်မှိန်မှိန်သာရှိသောအနေရောင်တွင်ဖျားဟောင်းတစ်ချက်ပေါ်၌ပက်လက်အိပ်၍နေချသူမောင်မစီကိုတင့်စိန်မြင်ရသောအခါ မျက်ရည်လဲလာမိလေ၏အနည်းသို့ကပ်၍လက်ကိုဆန်းကြည့်တော့အခါရှစ်ရှစ်တောက်ပူနေသည်ကိုတွေ့ရ၏။ဘောင်ပါစီသည်မျက်စိဖွင့်ကြည့်၍မြင်ရသောအခါ"အော်မတ်တင်ဆိုင်ပါလား။ကျေးဇူးတင်ပါတယ်ခမညာ။သုံးလေးရက်ကြာရင်ပျောက်သွားပါလိမ့်မယ်။ကိစ္စမရှိပါဘူး။ကျမအတွက်ဖြစ်ရတော့စိတ်မကောင်းပါဘူးရှင်။ဒါထက်ဘာစီတောက်ပြီးပလဲ။ဒေါ်မြကဝင်၍"အခုမှပဲတူမရေကိုင်းရွက်ရေကလေးတိုက်မလို့ပဲ။" ေထူးထူးခြားခြားတော့မရှိပါဘူး။အိုးဒါဖြင့်ကျမဆေးယူခဲ့ပါတယ်အဆင်သင့်ပဲ။ဟောဒီမှာငန်းဆေးရယ်၊ချွေးထုတ်ဆေးရယ်။ဤတို့ပြောပြီးနောက်တင့်စိန်တို့ကိုယ်တိုင်ဆေးတိုက်ပြီးပြန်ခဲ့ကြ၏။အိမ်တို့ရောက်သောအခါဆံပြုံးနှင့်တောက်ရန်ဟုငရမ်းလျှောက်ကြည့်တဲ့ဗျာအပြင်မောင်ပါစီတို့ဆင်းရဲပုံကိုမြင်ခဲ့ရ၍ငွေဆက်ကို30တန်တစ်ချက်ကိုလည်းပို့လိုက်လေ၏။မောင်ပါစီသည် အလွန်အမင်းဝမ်းမြောက်၍ရွှေများပင်ထွက်လာ၏။ ို့ရပင်သူတပါး၏အမအဆကိုမခံလို့ရကမိမိမှတ်စုစာအုပ်တွင် အောက်ပါအတိုင်းရေးမှတ်ထားလိုက်လေ၏1176ခုဝါဆိုလားဆိုသုံးရက်နေ့တွင် မတ်တင့်စိန်သည်စေးနှက်ခွက်ငချောက်တပြားငွေ30ဖြင့်ကျေးဇူးပြုဘူး၏၎င်းတို့ကိုတနေ့နှင့်ပြန်၍ကျေးဇူးဆက်မည်၃ရက်နှင့်အဖျားကြ၍ကြောင်းပြန်တက်လေ၏ ရှောင်းလာဘတ်စာမေးပွဲပြီး၍ကျောင်းပိတ်ပွဲတွင် စုပေးပွဲလည်းကျင်းပ၏ဖြစ်ရသည်ကမောင်ပါစီသည်ခါတိုင်းကဲ့သို့ပထမဆုရ၏တင့်စိန်ကဒုတိယဆုရ၏၎င်းစုတို့ကိုပေးပြီးမှကျောင်းဆရာကြီးကထား၍ပြောဆိုသည်မှာအမောင်တို့အခုနှင့်စုပေးပွဲမှာရှေးကမပေးဘူးတဲ့ဆိုမျိုးပေးရအောင်မယ်အခုရှေးအဆင့်ကမောင်ပါစီဟာအဖိုးတန်တဲ့ပုံစံတစ်ခုကိုပြလိုက်ပြီကျောင်းလာက လွတ်ထားတာကိုလက်မခံသူတော်ဘာအထောက်အပံ့ကိုလည်းလက်မခံကိုအစွမ်းကိုကိုအားကိုပြီးမောင်တို့မားတို့သိတဲ့အတိုင်းကိုအလုပ် ကိုစရိတ်နဲ့ကြောင်းပါနေတယ်အခုတော့ငွေကြေးချတဲ့ခကြီးမှာမောင်မစီကနီးတဲ့နီးကောင်းတစ်ခုကိုပြပေးတယ်လို့ငါတို့ဆရာများနဲ့ကျောင်းကော်မတီများကကျေးဇူးတင်ဝမ်းမြောက်ကြတယ်မှတ်ဆရာကလောကမှာရိုးသားတဲ့အလုပ်မှန်ရင်မြင့်မြတ်တာကြီးပဲ တလကို၈ကျပ်၁၀ပေးရတာထက်ကိုအစွမ်းကိုအားကိုးပြီးစာတင်တဲ့ယောက်ျားပိသားတဲ့သူငယ်ဖြစ်လို့အခုငါတို့အကြောင်းကခြေတစိတ်တစ်ခုရှင်းမြင့်တယ်ဟုခြေတစိတ်စုကိုပေးလိုက်လေသည်တကြောင်လုံးကဩပါပေးကြ၏မောင်မစင်နှင့်တင့်စိန်တို့တစ်နှစ်ထဲဆယ်တန်းအောင်ကြ၏နှစ်ယောက်စလုံးအကြောင်းကထွက်ကြ၏ထိုအခါတင့်စိန်သည် မောင်မစီကိုမိမိတို့တစ္ဆက်တွင်စည်ရေးခံထားရန်မိဘတို့ကိုပြောပေး၏ မောင်ဘာစီနှင့်တင်းစိန်တို့အကြောင်းကိုသိတော်လူဤအဖိုးတန်ကိုအကဲခတ်နိုင်သောမိဘတို့သည်တမီးအလိုကိုမဖယ်ရှိမောင်ဘာစီသည် ပထမလအတွက်လက40ကျပ်ထုတ်သောနေ့၌တင်းစိန်ထံသို့သွား၍ငွေဆက်ကူ10ကျပ်တန်တစ်ချက်မလျှောက်ကြည့်တဗျာစည်းအတွက်ငွေ9ကျပ်တို့ကိုလည်းပေး၏တင်းစိန်ကဒါဘာတွေလဲဟုတ်မေး၏မောင်ဘာစီက အဲ့ထဲကမိမိမှတ်စုစာအုပ်ကိုထုတ်၍ရခင်မိမိရေးမှတ်ထားသည်ကိုပြလေ၏တင့်စိန်ကဖတ်ကြည့်ပြီးပြုံး၍အော်အော်ဒါအကျွေးဆက်တာလားကိုပါစီကျမကရှင်းကိုရှင်းတာမှမဟုတ်ပဲပေးတာရှင်းပေးတာလူသေးချာကြီးရဲ့ကျုပ်ကသူများပေးတာမယူဘူးဆိုတာသိတယ်မဟုတ်လားအော်ဒီလိုလားဟုတ်ပြီတယ်ဟုတ်ပြီတယ်ဟုတ်ဆို၍ တင်းစိန်သည်ငွေနှင့်ငချောက်တို့ကိုယူ၏ပြီးမှမျက်နာတီတီထား၍ရှင်းလူသေးချာကြီးရဲ့ငွေငချောက်စေးဘိုးတွေတော့ရပါ၏အတိုးကရောဟုမေးလေ၏မောင်မားစီမှာချိန်တိန်တိန်ဖြစ်သွား၍ဘာမှပြန်မပြောနိုင်ပေရော့ဒါကငွေ၁၀ထပ်อยู่ပါဟုပြန်ပေးလေ၏၎င်းငွေ၁၀ကိုယူ၍တင်းစိန်ကဆက်ပြန်၏ကဂိုင်းအရင်လဲရပြီအတိုးလဲရပြီ ို့တော်လေကျမပေးစင်ကရိုးရိုးချေးတာမဟုတ်စေတနာနဲ့ပေးခဲ့တာဖြစ်တယ်။ကာစေတနာအတွက်ကိုရောဘလို့ဆက်မလဲ။ဟုတ်ပြုံး၍မေးလေ၏။မောင်မစီမှာစေတနာကိုငွေကြေးဖြင့်ပြန်မဆက်နိုင်သည်ကိုသိလေရကဒါလည်းဟုတ်တာပဲ။စေတနာကိုစေတနာနဲ့ပဲပြန်ဆက်ဖို့ပါပဲ။ဟုတ်ဆို၍ညနာကိုစိမ့်စိမ့်ကြည့်လိုက်လေ၏။ယခုကပတိန်မြို့အနောက်ဘက်သို့သွားသောလမ်းမကြီးအနောက်ဘက်တွင် ခေါင်းတိုင်း၃လုံးနှင့်တစ္ဆက်ကြီးတစ်ခုကိုတွေ့မြင်နိုင်၏၎င်းကတစ်ကုံတဲ့ဆက်တထေဥပစီနှင့်တထေကတော်ဒေါတင့်စိန်တို့၏ကြီးပွားနေသောဆက်ကြီးပေတည်းဟုတ်ကဲ့ပါခင်ဗျာအမျိုးသားပညာဝန်ဆရာကြီးဥဖိုးကြီးရေးသားတော်မောင်ဘစီတို့အမည်ရတဲ့ဝိထုတို့လေးကတော့ဒီနေ့ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နှားစင်အဖြစ်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ဒီနောက်ထပ်ဝိထုတို့လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်မများအားလုံးကိုစိတ်နှပါဆွေလန်းရှမ်းမြေ့ကြပါစေခင်ဗျာ